စပါးသင်းကိုနိုင်ကစားပြီးတော့ဒီဆောင်ကငါ့ကိုတွတ်မှုကြောင်းတက်သေးပြရမယ်အာဆင်နယ်အာဆင်နယ်တင်းရတော့တော်တန်ဟော့စပါကိုကိုအင်ကွင်းမှာအခန့်ကစားရမယ်ပေါ့လေ။နိုဝင်ဘာလ23ရက်နေ့မြန်မာစံတော်ချိန်ည7:00နာရီမှာ အင်ကွင်းအမရိတ်မှာအခန့်ကစားမယ်။နောက်ဆုံးတွဲဆုံမှုအချိန်ရ80ဒါတမန်ရောက်လျှောက်တွဲဆုံမှာဆိုလို့ရှိရင်တော့အာဆင်နယ်ကအချိန်ရ30နိုင်ထားတယ်။စပါး16ချိန်နိုင်ထားတယ်။တရီက24ချိန်ကြာထားတယ်။နိုင်ပွဲပါစနစ်ရဆိုရင်တော့အာဆင်နယ်ကအသာစီးရထားတယ်။ကြံခဲ့တဲ့ဘောလုံးရာသီတွဲဆုံမှာဆိုလဲအာဆင်နယ်ကနှစ်ကျော်စလုံးကိုအနိုင်ရရှိထားတယ်။ အခုအဆင်ဇေယျရတိမှုရဆိုလဲအာဆင်နယ်ကအဆင့်1မှာရှိနေရယ်ကိုယ့်အိမ်ကွင်းမှာအက်ခံကစားမယ်အာသာချက်တွေကတော့အများကြီးပဲဒါပေမဲ့ဒိုင်းယာမှတ်တမ်းရဆိုလို့ရှိရင်လည်းအာဆင်နယ်မှာအားနည်းချက်တွေရှိတယ်စပါးမှာလည်းအာသာချက်တွေအားနည်းချက်တွေကိုယ်စီရှိတယ်ဒါပေမဲ့မြောက်လန်ဒန်ဒါဘီဆိုတဲ့အတွက်ပြိုင်ဆိုင်မှုကတော့ပြင်းထန်ပဲဒီပွဲစဉ်နဲ့ပတ်သက်ပြီးကင်တယ်မဲ့ကွင်းလက်တိုင်းကတော့ Michael Oliver Michael Oliver ဆိုတာကအာဆင်နယ်ပလေးယာ၈ဦးလောက်ထိကိုအနီးကပ်ပြသခဲ့မှုတဲ့ဒိုင်းတွေကတယောက်အဲသူကအာဆင်နယ်အသင်း ပွဲပေါင်း62ပွဲကင်တွေခဲ့တယ်32ပွဲနိုင်73ပွဲတည်18ပွဲရှုံးအဝါ109ကြိမ်အထိအာဆင်နယ်ကိုပြတ်တက်ထားပြီးတော့နှစ်ဝါတည်းနဲ့အနီစုစုပေါင်း8ကြိမ်အထိအာဆင်နယ်ပလေယာကစားသမား၈ယောက်လောက်ကိုသူထုတ်ပယ်ထားခဲ့ပြီပေါ့လေအဲ့တော့ဒိုင်နေစီကတရားမျှတမှုဘာညာဆိုတာထက်ပြတ်သားသောရလတ်နဲ့ကျွန်တော်အနိုင်ခံဖို့တော့လိုအပ်တယ်အဲ့တော့ဒီပွဲနဲ့ပတ်သက်ပြီးတော့အာဆင်နယ်ရဲ့အာသာချက်စပါးရဲ့အာသာချက်ကျုပ်တပိုင်းကြီးတုံးသက်လိုက်အောင်အာဆင်နယ်တင်းရဲ့အာသာချက်ကတော့မနစ်က ရီးမားလိတွဲဆုံမှုအင်ကွင်းဦးဝင်းနှစ်ကြော့လုံးမှာအာဆင်နယ်ကအနိုင်ရထားတယ်။နောက်ကိုးတကူနဲ့နိုင်တဲ့တပွဲ၊ဇီးဝမ်းနဲ့အဝေးကွင်းမှာနိုင်တဲ့တပွဲအားကြောင့်မလို့အာဆင်နယ်ကစပါတင်နဲ့နောက်ဆုံးတွဲဆုံထားတဲ့ပရီးမားလိနှစ်ပွဲစလုံးမှာအနိုင်ရထားတယ်။အာဆင်နယ်ပလေယာတွေမှာဂီဘီယမကာကြီးကတော့စပါနဲ့ပွဲစဉ်တွေမှာမန်အော့တမတ်ရခဲ့တဲ့ပလေယာ၃လချိန်လောက်တောင်ရှိပြီကျွန်တော်ကြည့်ရတော့ဗောလေဒါပေမဲ့ဒီပွဲစဉ်မှာတော့ဂီဘီယမပါနိုင်ခဲ့ဘူး။ အာဆင်နယ်တင်းရဲ့အားသာချက်အရာပြောမယ်ဆိုရင်တော့နောက်ဆုံးတွေ့ဆုံမှုဒီမှာထောက်ချောက်နိုင်တာချစ်ကြည်ရဲ့ခြေစမ်းပွဲຫນွေတုံးကပဲမနိုင်ခဲ့တာဒါပေမဲ့ဒါကတော့တကယ်ပွဲမဟုတ်တာဖြစ်တဲ့အတွက်ထဲမတွက်တော့ဘူးပေါ့လေအာစပါနဲ့တွေ့ဆုံမှုနောက်ပိုင်းနှစ်တွေမှာအာဆင်နယ်ကိုအသာစီးရတာတွေ့ရတယ်။နောက်တစ်ချက်ကတော့အင်ဂျူရီကနေပြန်လာမဲ့ကစားသမားတချို့ surprise အနေနဲ့သုံးသွားနိုင်တယ်။တချို့ report တွေကဆိုတက်စစ်ကစားသမားကြီးဒီဇင်ဘာဆောင်းဝိုင်းမှာပြန်လာနိုင်မယ်ဆိုတဲ့သတင်းတွေတွေ့ရဆိုပေမဲ့တချို့ကစားသမားကြီးအိုင်ဒါက ကောက်ပြီးသုံးသွားတယ်ဖြစ်နိုင်တယ်အဲ့ဒီထဲမှာကျွန်တော်ဘယ်ကစားသမားကြီးသွားတွေ့လဲဆိုတော့ကာလာဖီယိုရီနဲ့တင်ပါနဲ့ကအသေးစားထင်ရတချို့ရှက်ဆိုမြပါလာနိုင်တယ်မာတီနေရီတို့မန်တူကီတို့ယောဂရက်တို့ကလည်း surprise ဆိုပြီးထည့်သုံးလာတယ်ဖြစ်နိုင်တယ်အဲ့ဒါတစ်ချက်တော့ကျွန်တော်စောင့်ကြည့်သွားမယ်နောက်တစ်ချက်ကတော့စပါသင်းရဲ့ဒဏ်ရာစရင်ဒဏ်ရာကစားသမားကြီးစမားမှာအများကြီးပဲအဲ့ကြောင့်စပါသင်းရဲ့ဒဏ်ရာကစားသမားစီးနေမှာဆိုရင်တော့ဒီဒရာကူစင်တို့ကူတက်တို့ဘတ်ပေါ်တို့နောက်ပြီးတော့ဘစ်ဇူးမားတို့ကူလူဆက်စကီအများကြီးပဲပေါ့လေဂရေးတို့ ဒါပေမဲ့အဲ့ကစားမတချို့ပြန်ပါနေတဲ့ကစားမတွေလည်းရှီကောင်းရှိနိုင်ဆိုမဲ့လက်ရှိစပါတင်ရဲ့ဒဏ်ရာဆင်းရလည်းအာဆင်နယ်ထက်များတယ်ပြောလို့ရတယ်။ဒါကအဓိကကစားမတော်တော်များကိုဆုံးရှုံးထားမဲ့စပါတင်နေဆိုရင်တော့တစ်ဖက်ကအာဆင်နယ်တွေအားသာချက်ဖြစ်သွားတယ်။နောက်တစ်ချက်ကတော့သူတို့အသင်းရဲ့နီးပြချုပ်သောမတ်ဖရန့်စ်ကသူ့ရဲ့ပထမဆုံးယာတီသောမတ်ဖရန့်စ်ဒီယာတီစတဲ့ပွဲကင်တွေထားတဲ့စပါတင်ကိုအဲ့ဒီမှာ9ပွဲနိုင်3ပွဲတည်3ပွဲရှုံးရမှတ်16မှတ်နဲ့ပေးကိုက16ထိရှိထားတယ် ဒါက Thomas Frank ရဲ့ပထမဆုံးယာတိဖြစ်တာဖြစ်တဲ့ပြင်မှာတချို့ report တွေမှာဆိုရင်တော့စပါးကစားသမားရဲ့ဒီနီးပြောက်ကိုတိတ်မကြိုက်ဘူးဆိုတော့အရေးသားမျိုးလေးတွေတွေ့ရတယ်။ဒိုင်းအထူးသဖြင့်ပေါ့လေနီးပြားရဲ့ decision making နဲ့ပတ်သက်ပြီးတော့ပွဲတွင်းကစားတဲ့ player တွေကတချို့ဘိုင်းတွေမှာတိတ်စိတ်တိုင်းမကြဘူး။ တိတ်လူမကြောက်ဆိုတဲ့သတင်းတွေထွက်တယ်ဒါတော့ထားရတော့ဒါတော့အာဆင်နယ်ရဲ့အားသာချက်အနေနဲ့ပြောချင်တာမဟုတ်ပေမဲ့နီးပြားတစ်တယောက်ရဲ့ပထမဆုံးယာတိဖြစ်တာဖြစ်တဲ့ကစားသမားတွေကိုကွန်ထရိုးလုပ်တဲ့အပိုင်းမှာတော့အာဆင်နယ်စိတ်ကြိုက်ပွဲကိုပိုပြီးစိုးမိုးနိုင်မယ့်အခွင့်အရေးရှိတယ်ကိုယ်အိမ်ကွင်းလည်းဖြစ်တာဖြစ်တဲ့အတွက်စပါးတော့အဝေးကွင်းမှာလာပြီးဆော့ရမှာနောက်တစ်ချက်ကတော့အာဆင်နယ်အသင်းအနေနဲ့ ီတေကံဘောတွေမှာပို့ပြီးတော့အတုံးချနိုင်မယ့်အနေထားဂေးပြာမပါနိုင်လို့တေကံဘောအားနေသွားတော့မှန်တယ်။ဒါပေမဲ့စပါသင်ပေးရတဲ့ဂိုးဒရော်များကြည့်လိုက်ပါဆိုအမြင်ဘောတွေတေကံဘောတွေတောင်းကံဘောတွေ free kick တွေအဲ့ဒီအပိုင်းတွေမှာမကြာခဏဂိုးတွေခွင့်ပြုရတာရှိတယ်။ဒါကြောင့်မို့အာဆင်နယ်အသင်းအနေနဲ့ဒီတေကံဘောတွေမမ်းမခင်ကမှုအားနေတဲ့စပါသင်ကိုအဲ့ဒါတွေကနေတစ်ဆင့်အတုံးချပြီးဂိုးသွင်းနိုင်မယ့်အခွင့်အရေးရှိနေတယ်။အရမောင်းမြင်မာတယ် ီးတော့ declan right ကကောင်းမွန်လာတဲ့တေကံဘောတွေထွက်လာတဲ့ pass တွေကိုထိချက်လေးတစ်ခုတည်းတည်းဂိုးဖြစ်ပြောင်းလဲနိုင်မယ်အာဆင်နယ်တင်ကစားသမားတွေရဲ့နေရာစုံမှာရှိတယ်။ဒါကမမ်မကင်ကတ်မှုအားနေတဲ့စပါးသေးနယ်ဆိုရင်တော့အာဆင်နယ်ရဲ့တောင်းကံဘောတွေတေကံဘောတွေပြစ်တံဘောတွေကိုသူတို့သေချာသတိကြီးထားပြီးတားဆီးရမယ်နေထား။အာဆင်နယ်ဒါအခွင့်ရေးယူနိုင်မယ်ဆိုလို့ရှိရင်တော့နိုင်ပွဲတစ်ပွဲမြောက်လန်တိုင်းမှာပုံဖော်နိုင်မယ်။နောက်တစ်ချက်ကကြတော့ဒီနိုဝင်ဘာ29မှာစပါးသင်းကပီအက်ဂျီနဲ့ချန်ပီယံလိဂ်ကံရမှာ ူတို့အနေနဲ့လက်ရှိချိန်မှာချန်ပီယံလိလေးပွဲကံပိုင်ချိန်မှာရှစ်မှတ်ပဲရသည်၅ပွဲမြောက် PSG အသင်းနဲ့ပွဲစဉ်မှာသူတို့ရမ်းမတ်မစုဆောင်းနိုင်ခဲ့ရင် play off နေတက်ဖို့ပဲများသွားပြီ။ဒါကြောင့်တော့လက်ရှိချိန်မှာ Arsenal ကလေးပွဲကံပိုင်ချိန်မှာ7မှတ်စပါးလေးပွဲကံပိုင်ချိန်မှာ10မှတ်စပါးအတွက်ဆိုလို့ရှိရင်ဒီပွဲစဉ်အပြင်မှာချန်ပီယံလိမှာသူတို့နောက်တစ်ဆင့် VMB အသင်းနဲ့တက်ဖို့ဆိုရင် PSG နဲ့ပွဲစဉ်အတွက်သူတို့ဟိုစိတ်ကရောက်နေမှာပဲ။ဒါကတော့ လက်ရှိအချိန်မှာပရီးမီးယားလိရောချန်ပီယံလိရောဟန်ချက်ချင်းကြီးသွားနေအသင်းတသင်းအနေနဲ့ဆိုလို့ရှိရင်တော့အဓိကကစားသမားတွေစတာမီနာဘိုင်းကသူတို့ချိန်ပြီးသုံးရတော့မယ့်အနေထားဖြစ်သွားပြီအဲ့တော့ဒီပွဲနဲ့ပတ်သက်ပြီးအာဆီနယ်မှာလည်းဘိုင်ယန်နဲ့ကမ်းမှာရှိမယ်အာဆီနယ်ရဲ့ဘိုင်ယန်နဲ့ပွဲစီမှာမှားရင်မှားလို့ရသေးတယ်ပရီးမီးယားလိမှာ၄မှတ်ကွာနဲ့ဖိအားပေးနေစီတီကိုအမှတ်ဖြတ်ချင်တယ်ဆိုရင်တော့သူတို့စတာမီနာအပြည့်နဲ့အဓိကကစားသမားအများစုသုံးပြီးတော့ဖြုတ်သွားတော့မှာအိမ်ကွင်းလည်းဖြစ်တယ်အားကြောင့်မို့အာဆီနယ်တင်းနေတဲ့စိတ်လွတ်လပ်လို့ဒီပွဲစဉ်ကိုစတာမီနာအပြည့်နဲ့သုံးလိုက်မယ်လို့ကျွန်တော်ကတော့ထင်ပါတယ်ကဲ စပါသင်းရဲ့အာသာချက်စပါသင်းရဲ့ဒီယာဒီအာသာချက်ကအဝေးကွင်းလုံးဝမရှုံးထားတာသူတို့သွားဆော့ထားတဲ့ဒီယာဒီပရီးမီးယားလိအဝေးကွင်း၄ပွဲနိုင်ထားတယ်နောက်တစ်ပွဲကတော့တေကျထားတယ်စုစုပေါင်း၅ပွဲမှာဆိုရင်၄ပွဲနိုင်တစ်ပွဲတေမန်စီးတီးနဲ့ပွဲမှာတော့သူတို့အနေနဲ့ဒီဘက်ဒက်တေကို press လုပ်ပြီးတော့အခွင့်အရေးယူနိုင်ခဲ့တယ်တချို့ကိုယ်သမားအမှားတွေမှာဂိုးယူနိုင်ခဲ့တယ်ကောင်တာထရစ်ရှင်တွေမြန်တယ်အဲ့ပိုင်းနဲ့မန်ချက်စတာစီးတို့သူတို့အနိုင်ခံထားခဲ့တယ်အဲ့မှာတော့တွေ့ရတယ် စီးတီးနဲ့ပွဲစဉ်မှာအဲကြောင့်မို့တစ်ခါကျအာဆင်နယ်ကဒီခံစစ်မှာဘောလုံးပေးပို့မှုတွေမှာနည်းနည်းလေးဝေဝါးနေရမျိုးတွေပြန်ပြက်က high pressing ပေးတဲ့အခါမှာအမှားယွင်းဖြစ်တတ်တာမျိုးတွေကတော့စပားသီးနေနဲ့အားသာချက်နေနဲ့ရှိနေတယ်အဲကြောင့်အာဆင်နယ်မလိုလားအဖက်နဲ့ခံစစ်မှာဘောလုံးတွေအများကြီးမပေးဖို့လိုအပ်တယ်အဲ့ဗီဒက်တီကို pressure ပေးပြီးမှာစပားကတော်တော်လေးကိုလှုပ်အားနှုံးကောင်းတယ် ။နောက်တစ်ခါကကြတော့ဒီ counter transition တွေအရန်မြန်တယ်။ counter transition ဆိုတာကကိုကခံစစ်ဆော့နေရင်လည်းဘောလုံးမထင်ပတ်ပဲပြန်သွားတဲ့ခါမှာ off the ball movement နေပြီးတော့ imposition ချက်ချင်း transition တွေချိန်ပြီးတော့အားကောင်းမွန်တဲ့တောင်ပန်တွေကနေပြီးတာ။အဲ့မှာစပါမဆိုရင် Richarlison နဲ့ Brandon Johnson တို့ကတော်တော်လေးကောင်းတဲ့တောင်ပန်နှစ်ဖက်သူတို့ဆီကနေပြီးတော့တောင်ပန်ကြီးနဲ့ဆွဲပြေးသွားတယ် cross ball ခင်းပြီးတဲ့ touch in ပိတ်တယ်အဲ့ဒါမျိုးတွေကလက်ရှိ Thomas France ရဲ့ Spa ရဲ့ counter transition တွေတော်တော်လေးမြန်တယ်အားကဟို high line တင်ပြီးတော့ positioning gain လုံးဝဖိပြီးစောမယ်အာဆင်နယ်အတွက်ဆိုရင်တော့သတိထားရမယ်ဂိုးတအားလိုချင်လေလေပြိုင်ဘက်ကအဲ့ဒါကိုဟိုလူကျုံထောင်ချောက်တွေကိုဖြတ်ထုတ်ပြီးတော့ transition သွားလေလေအဲ့ဒါကိုတော့ကျွန်တော်သတိထားရမယ်နောက်တစ်ချက်ကတော့ Spartan ရဲ့ဒီ Bebe Chan က digest span ရဲ့အခုလည်းအင်္ဂလန်လေးစင်ဖြစ်နေပါပြီ digest span ရဲ့ over load တွေကိုသတိထားရမယ် Spa ရဲ့ Bebe Chan ဆိုတဲ့အတွက်အာဆင်နယ်ညာဘက်ချမ်းစာကဘက်ချမ်းပေါ့လေစာကကတချို့အခြေအနေတွေမှာကိုက ဖီကစားတဲ့ချိန်မှာတိုက်စစ်ပါတာကောင်းပြီမဲ့တချို့ပိုင်းတွေမှာတော့စာကားရဲ့ခန့်စစ်အမြင်ကနည်းနည်းလေးလိုအပ်ချက်ရှိတယ်။ဒါလည်းသူတို့အပြစ်မတင်ပါဘူး။တိုက်စစ်တောင်ပိုင်းကစားမတူအနေနဲ့ခန့်စစ်လဲကျွမ်းကျင်ရမယ်ဆိုပြီးကျွန်တော်တို့မှမှသွားပြီးတော့အပြစ်တင်လို့မရဘူး။ဒါပေမဲ့အဲ့လိုမျိုးတစ်ဖက်ကဖိပြီးကစားတာမျိုးတွေအိုဘာလောက်တအားလိုက်တဲ့အခါမျိုးတွေမှာဆိုရင်တော့ညာဘက်ချက်မှရှိတဲ့ဂျူရန်တင်မာကိုစင်းကူဖို့အတွက် စာကာနီနဲ့တော်တော်လေးကိုပြန်ပြီးမြန်မြန်ပြန်ဆင်းဖို့လိုအပ်တယ်။ဘာကြောင့်ဆိုတော့တစ်ဖက်က digest span ဆိုတာကတော်တော်လေးကိုမြန်တယ်။ cross ball တွေကောင်းတယ်။တစ်ခါကျရင်လိုအပ်တဲ့အခါမှာ dribbling တော်တော်လေးလုပ်တဲ့ player တိုက်ထဲမှာပါတယ်။အဲ digest span ရဲ့ဒီ physical ဘိုင်းယုံအားတွေမြန်နှုံးတွေအဲ့ဒါတွေကိုထိန်းချုပ်ဖို့တော့လိုအပ်တယ်။ဒါစပါသင်းရဲ့အားသက်ချက်။ Arsenal အနေနဲ့ဘောလုံးဆုံးရှုံးတဲ့အခါမှာအဲ့လို player တွေစီကနေပြီးတော့ချက်ချင်း counter တွေပြန်မပေးရဖို့တော့လိုအပ်တယ်။နောက်တစ်ချက်ကတော့ Gabriel မပါနိုင်တဲ့အပိုင်း Arsenal မှာ Gabriel ရဲ့ခက်စစ်အမြင်အပြုံမှာ တကံဘောကြီးနဲ့ပတ်သက်ပြီးဂိုးရီရတဲ့အခိုက်အတန့်တွေလည်းအများကြီးတရားသီးကို၅ကိုပတ်ချလဲသွင်းပေးနိုင်တဲ့ခံစည်ကစားမတအုပ်ကိုကျွန်တော်တို့ကဆုံရှုံလိုက်ဒါစပါတုဆိုတော်တော်လေးကိုမှအသက်ရှူချောင်းသွားတာသူတို့မလေးစားလို့ပြောတာမဟုတ်နော်ဂီဗီယာကစပါနဲ့တွေ့တဲ့ပွဲစဉ်မှာဆိုမန်ဟော့တမတ်မကြာခဏရတဲ့အာဆင်နယ်ပလေးယာတခိုင်ကျတော့တက်ပြီးကြွေတာရှိသေးတယ် ကိုရတဲ့မန်ဟော့တမတ်တရားဘလို့ပွဲစဉ်မျိုးတွေမှာပါဆိုပြီးတော့တခါကျရင်အဲ့လိုတက်ကြွတဲ့အခိုက်တိုက်တောင်ရှိတယ်။အဲ့တော့ဂေဘီယယ်မကာကြီးမပါနိုင်တာကအာဆင်နယ်တင်းရဲ့ဒီတက်ကံဘောတွေခံစည်းနေပတ်သက်ပြီးအားနည်းသွားတာမှတ်ပြီးမဲ့စပါးအတွက်ဆိုလို့ရှိရင်တော့သူတို့အသင်းကိုကောင်းကောင်း pressure ပေးနိုင်တဲ့ champion ကောင်းကောင်းနဲ့ခေါင်းတိုက်နေတဲ့ကစားသမားတူမပါနိုင်တာကဟိုတောင်းကံဘောတွေအသုံးချနိုင်မဲ့ကစားသမားတူမပါတာစပါးအတွက်ဆိုတော်တော်လေးအားသာချက်ဖြစ်သွားတယ်။ဒါပေမဲ့အာဆင်နယ်မှာလည်းဂေဘီယယ်မပါနိုင်ပေမဲ့ပေရိုဟင်ဂါဘီနဲ့မောက်ွယ်လိုကစားသမားမျိုးတွေရှိတယ်။ ဲ့တော့ဘသူတွေကိုတုံးသွားမယ်တဲ့ချက်တော့စောင့်ကြည့်သွားမယ်ဒါတော့အာဆင်နယ်အသင်းနဲ့စပါတင်ပွဲစဉ်နဲ့ပတ်သက်ပြီးအားတကျအားနဲ့ချက်တွေပြောရပါလိအာဆင်နယ်မှာလည်းအားတကျတွေအများကြီးပဲစပါမှာလည်းအားတကျတွေအများကြီးပဲအာဆင်နယ်ရဲ့လက်ရှိကစားပုံစုဖွဲ့မှုလူစင်းရဆိုလို့ရှိရင်တော့ချန်ပီယံတိုက်တယ်မှန်းတဲ့အသင်းတွေကတသင်းစပါတင်ရဲ့လက်ရှိစုဖွဲ့မှုနီးပြအသင်း ကစားသမားဒဟန်ရကစားသမားတွေများနေမယ်။သွားနေတဲ့မန်တေရ box to box ဆော့နိုင်ကြရဆိုရင်တော့အထင်သေးလို့များတဲ့အသေးနဲ့မှရှိတယ်။ဒါပေမဲ့ဒီရသည့်အာဆင်နယ်ကမန်ချက်စတာစီးတီးကို၄မှတ်ထပ်ပို့ပြီးဖျက်ချင်နေဆိုရင်တော့ပွဲစဉ်တိုင်းမှာအနည်းဆုံးပွဲတွေကိုအနိုင်ကံသွားဖို့လိုအပ်တယ်။တခြားတစ်ခုတော့အာဆင်နယ်ကဘိုင်ယန်နဲ့ပွဲကိုစိတ်မြောက်ဖိနေဒီပွဲကိုစိတ်ညစ်ထားဖို့လိုအပ်တယ်။ကျောင်းနိုဝင်ဘာတွင်းမှာကဲမဲ့၃ပွဲမှာဘိုင်ယန်နဲ့ပွဲရှိမယ်။အဲ့ဒီမတိုင်မှာစပါးနဲ့ကြရမယ်စပါးဘိုင်ယန်ချက်စီအဲ့တော့ဘိုင်ယန်နဲ့ပွဲမှာဖြစ်ချင်အောင်ဖြစ် အဲ့ဘောကျွန်တော်တိတ်စိတ်ဝင်စားဘူးဒါပေမဲ့စပားနဲ့ချယ်ဆီကိုနိုင်လိုက်ပြီဆိုတော့ဒီနိုဝင်ဘာကတော့အာဆင်နယ်တင်းသွက်ဆိုရင်တော့တော်တော်လေးအဆင်ပြေသွားပြီအထူးသဖြင့်နိုဝင်ဘာနဲ့ဒီဇင်ဘာမှာပွဲတွေအများကြီးကဲမဲ့အာဆင်နယ်နဲ့ဆိုရင်တော့ဒီဆောင်ကငါတို့တွက်မဟုတ်ဘူးဆိုပြီးတော့ပြဖို့ဆိုရင်အနည်းဆုံးပွဲတွေအားလုံးကိုအနိုင်ကမှုလိုအပ်တယ်။တခြားတစ်ခုကတော့ကျွန်တော်ဒီနိုဝင်ဘာ International ပြိပီးသွားရင်ပြန်လာမယ့်ကစားသမားတွေရဲ့ဒီဇင်ဘာအစောပိုင်းမှာလူပြန်ဆုံလာမှာရတော့အာဆင်နယ်နေနဲ့ကဲရမဲ့ပွဲတွေတော်မြောက်ကြော်ဖြတ်နိုင်မယ်ထင်တယ်။ဒီဇင်ဘာကြော်ဝိုင်းတော့ GBA ကိုကျွန်တော်တို့ ပြန်ပြီးတော့ပိုင်ဆိုင်နိုင်တော့မှာပါအဆုံးထိကြည့်ပြတယ်လဲအားလုံးကိုကျေးဇူးတင်ပါတယ်အာရီတာနဲ့တောမက်ဖရက်စ်အားပြိုင်ပွဲမှာဘယ်သူနိုင်သွားမလဲစောင့်ကြည့်သွားတော့မှာပါဘောလုံးမွေးနဲ့ပတ်သက်ပြီးတော့ဒါစီးပွားဖြစ်ပြီးပြောရမယ့်ကစားချင်းဆိုတော့ဘိုင်ဘာဖုန်းတဲ့တောင်ကို46 46လုံး33တိန်တဲ့ဘက်တောင်ကို59 93ခရောင်းနဲ့တော့မှဆက်သွယ်ချိတ်ဆက်ပြီးကစားလို့ရပါတယ်ဘယ်မှာပဲဆော့ဆော့ပါဘောလုံးပွဲနဲ့ပတ်သက်ပြီးစိတ်ချခြင်းနဲ့အကောင့်ဖွင့်ချင်ဆိုကြောင်းစီမှာလာပြီးတော့အကောင့်ဖွင့်လို့ရပါတယ်။ဘောလုံးပွဲမဆော့တဲ့ညီကိုတွေကတော့ YouTube မှာကျွန်တော်ကိုအားပေးလို့ရပါတယ်ခင်ဗျာ။